င်္ဂလာပါခင်ဗျာတည်စရာကြည်စရာ RFA ဟိရအောင်ရုတ်တံအစီအစဉ်ကိုစပြီးထုတ်လွှင့်နေပါပြီဒီတစ်ပတ်အစီအစဉ်မှာပကံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကမန်ယွန်းလုပ်ငန်းအကြောင်းကိုထုတ်လွှင့်သွားဖို့ရှိပါတယ်ဒီအကြောင်းနဲ့အတူရွှေဆိုင်ရန်ဖျားပွဲကတဦးတည်းသောဆက်လီသမားတဦးရဲ့အကြောင်းတရုတ်မယားအဖြစ်ရောင်းစားခံရသူအမျိုးသမီးတဦးအကြောင်းစတာတွေကိုကြည့်ရှုရမှာပါအဲ့ဒီနောက်မှာတော့စာအုပ်အခမဲ့ငှားဖတ်နိုင်တဲ့ရန်ကုန်ကရွေရှားစာကြည့်တဲ့အကြောင်း စစ်ဘေးသင့်ဒေတာကပြည်သူတွေကျန်းမာရေးကူညီပေးနေတဲ့ရွေရှားစေကူတာဖွဲ့အကြောင်းနဲ့၄နှစ်ကျော်ကြာအခက်ခဲတွေကြားမှာရပ်တည်နေစေစီဒီယံဝန်ထမ်းတွေအကြောင်းစစ်ဘေးရှောင်ရင်ဒုက္ခတဲ့ကလေးတွေကိုစာတင်ပေးနေတဲ့စီဒီယံကျောင်းဆရာမအကြောင်းတွေကိုလည်းထုတ်လွှင့်သွားမှာပါခင်ဗျာပကံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမြင်းကဘာရွာမှာလက်မှုပညာနဲ့အမှုစိတ်လုတ်ကင်ရတဲ့မန်ယွန်းလုပ်ငန်းအကြောင်းကိုနေရင်ကြော်တင်ပြပါမယ်ခင်ဗျာ။ ဆိုကျွန်တော်တို့ဒီဖေရထူရဲ့တရားမှာလဲကျွန်တော်တို့ကတက်ပြောင်ထူရဲ့အတွက်ကတော့ဒါအနုပညာစံတာဝါရဟုတ်တော့သူကဒီလက်မှုနဲ့ပေါ့နော်လက်မှုနဲ့ဒီမိုကူးတဲ့နေရာမှာလဲစောစောပြောလို့ပဲကျွန်တော်တို့ကဒီအနုစိတ်တစိတ်ချင်းတစိတ်ချင်းကျွန်တော်တို့ကဒီချိန်တာဘာညာမဖြစ်အောင်ဒီအယူအဆလေးအတွေ့အခေါ်လေးတွေနဲ့ကျွန်တော်တို့ကတွားပြီးပြီးတော့ကြတော့ဒီဘက်မှာလည်းသူကပညာရပါပါလေဗျသူကလက်မုတ်တဲမှာလေပကံရှေးအောင်ရင်ကျေးမှုနယ်မြေမြင်းကပါရွာမှာနေတဲ့ဦးသိန်းထိုက်က မန်ယွန်းလို့ခေါ်တဲ့လက်မှုပညာနဲ့ဖျားဆင်းမှုတွေလုပ်ပုံကိုရှင်းပြနေတာပါမိုးလို့ခေါ်တဲ့ပုံစံကွက်တဲကိုထည့်ပြီးတဆင်ချင်းမောမှန်ပြုလုပ်တဲ့မန်ယွန်းပညာရဲ့လို့သူကပြောပါတယ်ပထမအဦးဆုံးကိုထုစစ်မဲ့ဖျားရုပ်တုကိုပုံချမ်းကိုအရင်ထူရပါဖျားပုံချမ်းစိတ်ကြိုက်ထူပြီးပြီဆိုကမှမိုးစိတ်ကလေးတွေစပြီးလှုပ်ရပါတယ်အဲ့ဒါတွေပြီးမှဖျားလုတဲ့အပိုင်းကိုရောက်တာပါဖျားဆင်းတုတဆူပြုလုပ်ဖို့အတွက်ကိုတစ်စီချီသာလွှားစားမှုနဲ့ ပန်းပေါင်းမှုအဓိကလိုပါတယ်။အရင်ဆုံးပန်းပေါင်းလှဆောင်မှုကိုတင့်လျော်သလိုသစ်စီးနဲ့ရောမှွေပြီးတုပ်လင်းရပါတယ်။အဲ့ဒီနောက်မှာခြေသားဥစ္စာကိုသစ်စီးနဲ့တွဲဆက်ပြီးကတ်ရတာပါ။သစ်စီးကိုင်တဲ့အခါမှာလည်းဖျားကိုတက်ပဲအောင်ကောင်းအောင်သစ်စီးရဲ့နင်းငိုင်ရဲ့အထူမဖြစ်အောင်အစည်းရိုင်မပအောင်ပြုံးမပအောင်စုတ်တန်တဲ့ကြာကြာနာနာသစ်စီးကိုင်ရပါတယ်ဗျ။နောက်ကသစ်စီးကိုင်တဲ့အခါမှာလည်းတစ်ထပ်နဲ့တစ်ထပ်ကိုအထူပါညီအောင် ျွန်တော်ခံရပါတယ်စိတ်ရှည်မှလာရင်သူကပို့ပြီးတော့ဖရတက်ပြီးမှုပို့ကောင်းတာပါဗျတက်စီကိုဖုံနဲ့အမိုက်တရိုက်တွေမပေါအောင်ဆစ်ရတယ်လို့ရွှေချရင်လိုက်ဖက်အောင်လိုအပ်တဲ့အကြောင်းမျိုးတွေလည်းထည့်ရပါတယ်ဒီလိုတဲ့အနုစိတ်လောက်ရတဲ့အတွက်လောက်ကင်နေရင်ပျက်စီးတာမျိုးတွေလည်းကြုံရတတ်ပါတယ်ဟိုကျွမ်းချမ်းကျင်ခြင်းမရှိတဲ့အချိန်တော့ကျွန်တော်တို့ခဲရခဲစဉ်အကုန်လုံးကကြော်ပြတ်ခဲ့ရတာပါအကုန်လုံးကတော့လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးကျွန်တော်တို့ဒီ ယွန်းတဲ့ဟိုဖျားဆားပြီးတော့လှုပ်တော့မဲ့အချိန်အားဆားပြီးတခြားဂရုဆိုင်ပြီးတော့ကြတော့အကြာကြနာနာလောက်ပေါ့ပေါ့တန်တန်လှုပ်လို့ရှင်ဖျားပြက်တာများပါတယ်ဖျားတစုပြီးဖို့အ ਨੇ ဆုံး3လကနေ4လပြန်မြကြာတတ်ပြီးအရွယ်စားကြီးရင်ကြီးသလိုအချိန်နဲ့ကုန်ကြစရိတ်ပုံများပါတယ်လက်ရှိမှာအစအစအရာရာကုန်စည်နှုန်းတက်နေတဲ့အတွက်ကြောင့်တက်စီတစ်ပုံးကို8သိန်းလောက်နဲ့ခြိသားတစ်ထုပ်ကို8000ကျပ်ပတ်ဝန်းကျင်ပေးရပါတယ်ဒါကြောင့်ရွှေမကက်ရသေးတဲ့ညံတော်တစ်ပေလောက်ရှိတဲ့ဖျားဆင်းလို့တော်တစုကို ်3သိန်းကျပ်တပေကွဲကို4သိန်းနဲ့နှစ်ပေကွဲကို12သိန်းစသဖြင့်အရွယ်အစားလိုက်ဈေးနှုန်းသတ်မှတ်ထားပါတယ်။မြင်းကပါရွာမှာဒီလုပ်ငန်းကိုလုပ်တဲ့သူကသူတို့ညီကိုတွေပဲရှိပါတယ်။အရင်ကနှစ်တိုင်းပြည်တွင်းပြည်ပကကြိုတင်မှာယူတဲ့သူတွေရှိပေမဲ့ဒီနှစ်မှာတော့ပကံကိုဧည့်သည်တိတ်မလာတဲ့အတွက်မှာတဲ့သူတချို့ပဲရှိတော့တယ်လို့ပြောပါတယ်။ဒီလုပ်ငန်းကိုမိသားစုဝင်နဲ့ဆွေမျိုးနှိစက်တွေကဝိုင်းလုံနေကြပြီ။ဖားခင်တဲ့ဦးလေးစီကနေပြီးတော့ဒီပညာကိုကြောင်းတက်ရင်းနဲ့ဆက်ပြီးသင်ယူမယ်လို့ ကိုအောင်အောင်ဦးကပြောပါတယ်ကျွန်တော်အကြောင်းတင်နေရင်လည်းဒီလုပ်ငန်းကိုချက်လက်တင်ယူသွားမှာပါအကြောင်းပြီးသွားရင်လည်းကျွန်တော်ဒီလုပ်ငန်းမှာချက်လက်ဦးစီးဦးဆောင်လုပ်ဖို့ရှိပါတယ်ဗျဟုတ်ကျွန်တော်ဒီဖျားလုပ်တဲ့ဖျားလုပ်တဲ့အချိန်ကကျွန်တော်လုံးကျွန်တော်လုံးလိုက်လို့ပြီးသွားတဲ့ဟာလေးကိုကြည့်ပြီးတော့ကျွန်တော်ပြောရဲပေါ့နော်လက်မှုပညာဆောကြလေပုဂံဒေတာမှာရှေးကျတဲ့လက်မှုပညာရဖြစ်တာကြောင့်သားသမီးတွေကိုလည်းဒီလုပ်ငန်းကိုလက်ဆင့်ခံလုပ်ကင်ဖို့ မိဘတွေကမျှော်လင့်နေကြပါတယ်ခင်ဗျာလက်မှုပညာဖြစ်တဲ့အတွက်ဂုံယူရပေါ့ကွာကိုဒီရိုးရတိုင်းတတ်ထားတဲ့အတွက်တာသမီတွေလည်းကြီးမွေဝဲဆက်ခံနေတာပေါ့ကိုအိမ်အိမ်မကွာအိုးမကွာနေရတာကိုမိသားစုကနေရတဲ့အတွက်တာသမီတွေလက်ဆင့်ကမ်းနေတာပေါ့ဟိုဆက်နဲ့လှုပ်ထားတဲ့ပစ္စည်းမဟုတ်တဲ့အတွက်လက်မှုပညာကိုပကံဒေတာလက်မှုထွက်တာကိုလက်မှုထွက်တဲ့ဆိုတော့အဲ့လက်မှုပညာကိုတော့ညံလို့ရပို့ပြီးတော့သဘောကျတာပေါ့ RFA ဟိယရဲ့နောင်ရုတ်တံအစီအစဉ်ကိုကြည့်ရှုနေရတာပါမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ကရွှေဆန်ရံဖျားပွဲမှာဖျားဘူးတွေကိုဆက်လီအငှားလိုက်မောင်းပို့နေတဲ့အမျိုးသမီးတဦးကြောင်းမတ်ရင်မျိုးသူတင်ပြပါမယ်ခင်ဗျာသူကတော့အသက်38နှစ်အရွယ်မမ်းမြင့်မြင့်အေးပါနှစ်စဉ်တပေါင်းလာပြည့်နေ့ကနေလာပြည့်ကျော်၈ရက်နေ့အထိကျင်းပလေးရှိတဲ့ရွှေဆန်ရံဖျားပွဲလာရောက်လေပတ်တဲ့သူတွေကို သူကအခုလိုဆက်လီနဲ့အငှားလိုက်ပို့ပေးနေတာဆယ်နှစ်လောက်ရှိနေပါပြီအခုနှစ်ဖရာပွဲမှာတော့ဆက်လီအငှားမောင်းတဲ့သူ30ကျော်လောက်ရှိပြီးတော့သူကတော့တယောက်ထဲသောအမျိုးသမီးဆက်လီမောင်းတဲ့သူလည်းဖြစ်ပါတယ်ဖရာပွဲလာရောက်သူတွေကပွဲစည်းကိုလဲပြီးတဲ့အခါမှာတော့မြစ်တစ်ဖက်ကမ်းမှာရေကစားကြသလိုနှာထောင်ကျစီတွေကိုဆက်လီနဲ့တွားကြရတာပါ မြင့်ငယ်မြင့်မှာဆက်လီမောင်းရတာအန္တရာယ်များပေမဲ့မမြင့်မြင့်အေးကတော့ဒီအလုံးမှာကျွမ်းကျင်နေပါပြီအန္တရာယ်ကတော့များပါဟိုဟာလွတ်အောင်ဘလို့မောင်းရင်ဘလို့လွတ်မယ်ပေါ့နော်ဘလို့သူတို့လာလို့ရှင်ဘလို့ရှောင်ရမယ်ဆိုတော့အဲ့လိုမျိုးပေါ့ကိုကရှေ့ကိုကြိုတင်ပြီးတော့ကြည်ပြီးတော့အန်ဒီရယ်ရှောင်ရတာပေါ့ရွှေစာရံရွာအနီးကျွဲ့နှဖားရွာစတိဖြစ်တဲ့မမြင့်မြင့်အေးဟာဖျားပွဲကာလမှာပဲဆက်လီအငှားမောင်းတာဖြစ်ပြီးတော့ ကျန်တဲ့အချိန်တွေမှာတော့၅ရောက်နဲ့အလုံနဲ့ရက်တည်ပါတယ်။အခုနှစ်ဆက်လီမောင်းလို့ရတဲ့ဝင်ငွေကတနေ့ကိုကျက်တသိန်းလောက်ရတာမို့သူ့အတွက်တော့အဆင်ပြေပါတယ်။ရွှေစာရံဖျားပွဲနေ့မတိုင်ခင်လာရောက်ကြတဲ့သူတွေရဲ့ဗီဒီယိုတွေဟာဆိုရှယ်မီဒီယာတွေမှာရေပန်းစားလာပြီးတဲ့နောက်ဒီနှစ်ဖျားပွဲကို လာရောက်လဲပတ်တဲ့သူအရင်နှစ်တွေကထပ်ပိုများလာတာလို့ဆိုကြပါတယ်။မင်းမြင့်အေးရဲ့ခင်ဗျားဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကရန်ကုန်တိုင်းဘက်ကသူ့ရဲ့ဇာတိရွာကိုခဏပြောင်းချိန်လမ်းခရီးမှာပဲစစ်သားစုဆောင်ခံခဲ့ရပါဗျ။အဲ့ဒီနောက်ရှေ့တန်းစစ်မြေပြင်တနေရာမှာမိုင်းနှိမ့်မိပြီးတော့ရှေ့တစ်ဖက်ဖြတ်လိုက်ရပါဗျ။ဒါပေမဲ့တပ်ကနေထွက်ခွင့်မရသေးပါဘူး။မမ်းမြင့်မြင့်အေးမှာနှုတ်ဆို့အရွယ်ကလေးအပါအဝင်သားသမီး၄ယောက်ရှိပါတယ်။မမ်းမြင့်မြင့်အေးရဲ့မျှော်လင့်ချက်ကတော့ မိသားစုဆုံဆုံလင်းလင်းပြန်နေရဖို့တခုပဲဖြစ်ပါတယ်ရှင်။သူ့ကိုပြန်လာဖို့ကပြောထားတယ်။ခြေတူရရင်သူကပြန်လာမယ်တဲ့။မိသားစုဆုံဆုံလင်းလင်းနဲ့ပြန်နေတော့မယ်တဲ့။အဲ့လိုတော့ပြောတယ်။ငါညော်လင်းကြကတော့မိသားစုဆုံဆုံလင်းလင်းနဲ့ပဲနေချင်တာပေါ့။ဘွဲသမ ्याय ကြီးနေချင်ဦးမော။တရုတ်ဇနီးမယားအဖြစ်ရောင်းစားခံရတဲ့မြန်မာအမျိုးသမီးတွေကမဆုစုဆိုတဲ့အမျိုးသမီးငယ်အကြောင်းမိရင်စနိုင်းတင်ပြထားပါရခင်ဗျာ။ အသက်30ဝန်းကျင်ပဲကိုတူမဆူဆူဟာလွန်ခဲ့တဲ့ဆန်းနှစ်ကတရုတ်မယားဖြစ်ရောင်းစားခံလိုက်ရပြီးတော့သမီးတယောက်မွေးခဲ့ရပါတယ်။အခုတော့တရုတ်ပြည်မှာတရားမဝင်နေထိုင်မှုနဲ့အချုပ်သုံးလိုက်ကြပြီးတော့မြန်မာပြည်ကိုပြန်ပို့ခံလိုက်ရတဲ့လူဖြစ်ပါတယ်။သူက2015ခုနှစ်ကမိမျိုးကစားတောက်ဆိုင်ဒီဇိုင်းမှာအလုပ်လုပ်နေရင်မျိုးသားတယောက်နဲ့ရင်ခံပြီးတော့လက်ထပ်ပေါင်းတင်လိုက်ပါတယ်။လက်ထပ်ပြီးမကြခင်မှာပဲသူခင်ပွန်ကသူ့မိရှိတဲ့တရုတ်နိုင်ငံရွှေလီမြို့ကိုအလုပ်လုပ်ဖို့ခေါ်သွားပြီးတော့ ကိုထားခဲ့ရကနေရောက်ခမကတယောက်တယောက်စီမှာရောင်းစားလိုက်တာပါအမေကရဲ့အမေရပေါ့သူကလည်းအိတ်ကျုပ်ပြီးတော့မှအဲနေတာပေါ့သူကနေပြီးတော့ဟိုမှာအလုပ်လိုက်တော့ပို့ပြောတယ် ပြောရချင်းကတော့ကိုကလည်းသူတို့စကားကိုယုံပြီးတော့အဲဒီရွှေလီဘက်ကိုလိုက်သွားတယ်။လိုက်သွားတော့ရွှေလီရောက်တဲ့ခါကျတော့အော်သူကသူ့သားနဲ့အမနဲ့ကိုနေရောင်လုံးကိုတရုတ်ဘက်လွန်လိုက်တော့ပေါ့။သူကသူ့သားကိုအရင်အိမ်ပြန်ပြီးတော့မှတ်ပုံမျိုးပြန်လောက်ခိုင်းမယ်တဲ့ဆိုပြီးတော့ပြောတယ်။ဘယ်လိုခိုင်းမီရောမပြန်လိုက်လာပေါ့။သူ့သားနဲ့အမကိုပြစ်ထားခဲ့ပြီးပြန်သွားတယ်။ခင်မုံပြန်လာမှာကိုရောက်ခမစီမှာစောင့်နေရတဲ့အချိန်မှာပဲသူ့ရောက်ခမက ခါနာမြင်းနဲ့ရှင်းအောင်ခရိုင်ဟွဲပင်မျိုးကတယောက်တယောက်စီမှာမရဖြစ်ရောင်းစားလိုက်တာပါ။အမီးရဲ့ဘူးမဆားမယ်တဲ့။ဘန်းချင်ကတော့ကို့ပြင်ပြီးရဆမပပလေးပြင်ပေးထားတယ်။ဆမပပလေးပြင်ပေးထားတဲ့ခါကျတော့အစကတော့ဘီးလေးမိဘူးပေါ့။ကိုယ်စိတ်ထဲမှာတွေးရ။ခင်းစားရုံတက်တက်ဖြစ်ပါဘူး။အလားဖြစ်ကို့ပြင်ပေးထားတာလေပေါ့။ ဒါပေမဲ့အဲ့ကောင်တင်းဦးကျင်လာတယ်နားမလဲ။နောက်ပိုင်းကျတော့သူကလည်းသူအလိုလိုရိတ်မိလာတယ်။တယောက်လည်းမဟုတ်ဘူး၊နှစ်ယောက်လည်းမဟုတ်ဘူး။ဘာပြောမလဲအများကြီးဆိုတော့ဒီအဲ့လိုတနေ့တနေ့နေ့တိုင်းနေ့တိုင်းအဲ့လိုပဲဆိုတော့ကြားတော့ကိုယ်လည်းရိတ်မိလာတယ်။အဲ့လိုကနေမှတဖြည်းဖြည်းစပြီးလာ။ကိုယ်ဒီလိုဒီလိုလုပ်မှာ။တယုတ်မရဖြစ်ပေါင်းသိနေရတဲ့ကာလမှလည်းအဲ့ဒီတယုတ်ကမကြာခဏရိုက်တာနှစ်သားတွေလည်းခါရပါတယ်။အဲ့ဒီကြားထဲမှာပဲသမီးလေးတယောက်ကိုမွေးပေးခဲ့ရပါတယ်။ ။ဟိုကရောစားခံနိုင်ရောဒီစိတ်ကြောင့်မလို့ချင်ဘူးတကယ်လို့လေ။ဒါမှလည်းဘယ်လိုပြောရမလဲ။ရွေးချယ်ရလမ်းမရှိတော့ဘူးလေကိုယ်အတွက်ကလေ။အဲ့တော့သူကလည်းနေရရင်အဲ့လိုအမြဲယူဖို့ပြောတာပေါ့သူကတော့ကလေးလိုချင်နေပါလိမ့်မယ်။အဲ့တော့အဲကလေးမရခင်တော့ဆိုလို့ရှိရင်အမြဲရံဖြစ်လို့ရှိလို့ရှိရင်အလက်တွေပါလေပါရဲအဲ့လိုသူကလက်ပါတာရှိရဲအဲ့လိုပြောရဲဆဲရဲအဲ့လိုလည်းရှိတယ်။အဲ့တော့နောက်ပိုင်းကလေးရပြီးတော့သူအဲ့လိုလိုရှိတော့ပေါ့။ ိုရောက်ပြီးတစ်နှစ်နီးပါးလောက်ကြာတော့မှခလေးရခဲ့တာပေါ့။မဆူဆူရဲ့သမီးလေးရှင်းတဲ့အရွယ်မှာတော့တရားမဝင်နေတယ်လို့ရဲကိုအတိုင်းခံရပြီးတော့အဖမ်းခံရပါတော့တယ်။ဟိုကဟိုမှနေတာကျတော့သွားလုံးဝလည်းပါထောက်ထားမှမရှိဘူး။ဟိုမှကိုကခိုးနေတဲ့ခါကျတော့အဲ့လိုမျိုးဟိုတိုင်နေလို့ရှိလို့ပေါ့။တိုင်နေလို့ရှိတဲ့ခါကျတော့သူရဲတွေကတိုင်နေခါကျရင်သူဖမ်းတယ်။အဲ့လိုကအလုံးလုံးနေတာအပြင်မှာလှုပ်ထွက်လို့နေတာ။အလုံးမှလာခေါ်တယ်။ သူကတော့ဖမ်းနေလို့တော့တိုင်းတော့ပြောပေါ့မိကရှိလို့ခဏလိုက်ခဲ့ပေါ့အချောက်ထဲမှာ၃လကျော်နေခဲ့ရပြီးတော့မြန်မာတန်ယုံဘက်ကပြန်လက်ခံစားရောက်တဲ့အခါမှာသူအပေါဝင်တခြားရောင်စားခံရတဲ့အမျိုးသမီး29ယောက်ပြန်ပို့ခံရတယ်လို့ပြောပြပါဗျ။ပြန်ပို့ခံရတဲ့လူတွေထဲမှာအကူဝန်ဆောင်အမျိုးသမီး2ယောက်ပါလာတာကိုမဆုစုတတိထားမိခဲ့ပါဗျ။စစ်တပ်အနာတင်လိုက်တဲ့နောက်ပိုင်းမှာအခုလိုဖြစ်ရတွေပုံများလာတယ်လို့ လူကောင်ကူခါရလူများကူညီစောင့်ရှောက်ရေးဖွဲ့ကအမည်မဖော်လိုတဲ့တာဝန်ရှိလူတယောက်ကပြောပြပါဗျ။လူကောင်ကူခါရဲ့သူတို့တမီးငယ်လေးတို့မတော့အတူညာဆိုရင်လည်းခိုင်မကွေး conflict area တွေကနေပြီးတော့သူတို့အနေနဲ့ကဒီစီးပွားရေးချက်တွေတော့သူတို့နိုင်ငံသားကြီးအလုံးလုံးဖြစ်ကြတယ်။ပုံမှန်လမ်းကြောင်းကနေသွားဖို့ဆိုလို့ရှိရင် passport လောက်ကအစားအယံခက်ခဲတယ်။ဘာလို့လဲဆိုလို့ရှိရင် conflict area တွေမှာရှိရဥမာဆိုပါဆို အစတေတုနောက်တော့ရှင်မြင်းသားငားမြင်းသားတွေကပတ်စပို့လုပ်လို့မရအောင်မရတဲ့အခါကျတော့သူတို့ကပုံမှန်လမ်းကြောင်းနဲ့ရွေးချယ်လို့မရမရတဲ့အခါကျတော့ပုံမှန်မဟုတ်တော့လမ်းကြောင်းကိုပို့ပြီးရွေးချယ်တာအဲ့ဒီဟာလည်းပဲပုံမှန်မဟုတ်တော့လမ်းကြောင်းကိုရွေးချယ်ခြင်းအဖြစ်လူကုန်ကူးခံရမယ်ဖို့အတွက်ကပို့ပြီးတော့ရှာခိုင်နှုန်းတွေညစ်တက်လာတယ်မြန်မာနိုင်ငံဟာလူကောင်ကူးမှုတိုက်ဖျက်ရေးမှာပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အဆိုးဝါးဆုံးနိုင်ငံအဆင့်3နေရာမှာဆက်ရှိနေကြောင်း အမေရိကန်နိုင်ငံကြားရေးဝန်ကြီးဌာနရဲ့ဂျွန်လ24ရက်နေ့ကထုတ်ပြန်တဲ့2014ခုနှစ်လူကုန်ကူးမှုဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။မဆူဆူကတော့လက်ရှိအချိန်မှာဝန်ရဲအတွက်ရရအလုပ်တစ်ခုလုပ်ရင်းတရုတ်ပြည်မှာထားခဲ့ရတဲ့တမင်းငင်နဲ့ပြန်တွေ့ရမယ့်ရက်ကိုမျှော်လင့်နေပါတော့တယ်။စာအုပ်အငှားဆိုင်တွေပျောက်ကွယ်လူနေပါဖြစ်လာတဲ့အချိန်မှာစာအုပ်အခမဲ့ဖတ်နိုင်ဖို့ရန်ကုန်မှာဖွင့်ထားတဲ့ပကြီးအိမ်ရွေရှားစာကြည့်တဲ့အကြောင်းမရင်မျိုးသူတင်ပြပါမယ်ခင်ဗျာ။ ပကြီးရင်ယူသားစာကြီးကနေဘယ်စာအုပ်မဆိုပေါ့နော်ကိုပတ်ချင်တဲ့စာအုပ်ပြောလို့ရှိရင်ကျွန်တော်တို့ကဖတ်နိုင်အောင်ကျွန်တော်တို့ကဖန်တီးပေးပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီစာအုပ်တွေဝယ်လို့ရတယ်လို့စာအုပ်တွေလည်းနှားလို့ရပါတယ်သူကတော့ပကြီးအိမ်စာပေတိုက်နဲ့အခမဲ့ရွေးရှားစာကြီးတိုက်ပိုင်ရှင်ကိုမောင်မောင်ဆိုပါဒီရွေးရှားစာကြီးတိုက်ကိုရန်ကုန်မြို့လှဲရန်စင်တာပထမထပ်ကလှဲရန် at space ဆိုတဲ့စာအုပ်တန်းမှာဖွင့်လှစ်ထားတာနှစ်နှစ်လောက်ရှိနေပါပြီ1990ဝင်းကျင်က အစိုးရထူးအိမ်တင်ရဲ့အမေအိမ်တရှင်ရေပန်းစားနေချင်းအမေဆိုတဲ့စလုံးနေရာမှာသူ့ဖခင်ပကြီးဆရာပကြီးအောင်စိုးရဲ့ပကြီးဆိုတဲ့ရှေ့စလုံးကိုဖြည့်ပြီးတော့ပကြီးအိမ်စားပေးအဲဒီကနေတဆင့်ပကြီးအိမ်ရွေးရှားစာကြည့်တိုင်းဆိုပြီးတော့ဖြစ်လာခဲ့တာလို့ဆိုပါတယ်စာကြည့်တိုင်းတွေများများပေါ်လာစေဖို့ရည်ရွယ်ချက်နဲ့ပဲ ဒီရွေးရှားစာကြည့်တိုက်ကိုစီစဉ်ခဲ့တာလို့ကိုမမောင်စိုးကပြောပါတယ်။အဲကျွန်တော်တို့ငွေကတော့စောင်းငါးဆိုင်ကာလာရှိတယ်ပေါ့နော်။ဟိုစောင်းဝယ်ပတ်နိုင်တဲ့ငှားဖတ်လို့ရတာပေါ့။ဒီဘက်နောက်ပိုင်းမှာကျတော့ဒီစောင်းငါးဆိုင်တွေကတွက်ွယ်သူနေနေဖြစ်ခဲ့တယ်။ဖြစ်တဲ့အခါကျတော့ကျွန်တော်ကအဲ့အစားပေါ့ကျွန်တော်ကဒီ library တွေကျွန်တော်မြန်မာပေါ်ထွန်းမှုတွေကျွန်တော်တို့ဖန်တီးခဲ့ကြတာပေါ့။ဗကြီးအိမ်အခမဲ့ရွေးရှားစာကြည့်တိုက်မှာစာအုပ်ငှားဖတ်လို့တဲ့သူတိုင်းပထမဆုံးအနေနဲ့စာကြည့်တိုက်အတင်းဝင်ကပ်ပြုတ်လုပြီးတော့ တစ်ချိန်ငှားရင် နှစ်ပတ်အထိငှားရဖက်ရှုနိုင်မှာဖြစ်ပါတယ်။အခုလိုအခမဲ့စာကြည့်လိုက်တွေပေါ်လာတာက ကောင်းမွန်တဲ့အရေးတစ်ခုဖြစ်တယ်လို့စာပေဝါသနာရှင်တယောက်ဖြစ်တဲ့ကိုကြည်အောင်စောကပြောပါတယ်။ကျွန်တော်တို့လိုစာအုပ်ကြိုက်တဲ့လူတွေအတွက်တော့ဒါအကောင်းဆုံးနေရာပဲပေါ့လေနော်။ဒီဒီလက်တန်းဆန္ဒမျိုးမှာအခမဲ့ဆက်ကြည့်ရချေတာပူကောင်းတယ်။ဘာလို့ဆိုဒီလက်တန်းဆန္ဒလူငယ်တွေသိပ်များတယ်။ကျွန်တော်တို့ဒီဘက်စာပေလောကအတွက်ကောဒီလူလူအတွက်ကောပေါ့နော်။ဟိုကောင်းမွန်တဲ့ ရွေးတစ်ခုပါဒီလိုစာကြည့်လိုက်တွေကိုမြင်းနီကုံပန်းဆိုရန်စတဲ့နေရာတွေမှာလဲဖန်တီးသွားဖို့ရှိတယ်လို့လဲကိုမမောင်ဆိုးကပြောပါတယ်ရှင် RFA ကဆက်လက်ထုတ်လွှင့်နေပါတယ်စစ်ဘေးသင့်ဒေတာကပြည်သူတွေနဲ့စစ်ဘေးဒုက္ခသည်တွေကိုအခြေခံကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့စကိုင်းတိုင်းကရွေးရှားစေကုသအဖွဲ့အကြောင်းမထက်ထက်အင်နာအောင်တင်ပြပါမယ်ခင်ဗျာမြန်မာနိုင်ငံမှာဆေးရနာတင်ကာလာကြာမြင့်လာတာနဲ့အမျှစစ်ဘေးဒဏ်သင့်ဒေတာကပြည်သူတွေနဲ့စစ်ဘေးရှောင်တွေဟာ အခြေခံကျန်းမာရေးဝန်ဆောင်မှုတွေရဖို့ပိုပြီးခက်ခဲလာခဲ့ပါတယ်။ဒီပြည်သူတွေရဲ့ကျန်းမာရေးလိုအပ်ချက်တွေကိုတနိုင်တစ်ပိုင်ကူညီဖို့အတွက်စကိုင်းတိုင်းတနီယာမှာရွေးရှားစေကူတာအဖွဲ့မိုဘိုင်းကလင်းနစ်တစ်ခုရှိနေပါတယ်။ဒီအဖွဲ့ကိုရန်ကုန်တက္ကသိုလ်ကျောင်းသားတမကကျောင်းသားလယုံတက်တော်နဲ့စေတနာဝန်ထမ်းဆရာဆရာမတွေဦးဆောင်ပြီး2023ခုနှစ်ဖေဖော်ဝါရီလမှာတည်ထောင်ခဲ့တာပါလက်ရှိမှာဘုတလင်းမုံရွာနဲ့ရင်းမပင်ဘက်တွေကိုတွားရောက်ကူညီနေပါတယ် အဖွဲ့ရဲ့ဒီရေးအတွက်ကတော့ပြည်သူတွေကိုအဓိကအားထားနေရတယ်လို့ကိုခန့်ကပြောပါတယ်။ငွေစည်းစိမ်မှုပေါ့နော်ဒီအပီပီရေရှင်းနေပြည်သူရေရှိကိုပြန်ပြီးတော့စည်းစိမ်တဲ့ငွေအပိုင်ပေါ့နော်ဒီပြည်သူတွေကအခုကာလမှာဆိုလို့ရှိရင်လည်းအရန်ကိုဒါခက်ခဲနေတဲ့အခြေအနေတစ်ခုပေါ့နော်အဲ့ခက်ခဲနေတဲ့အခြေအနေတစ်ခုမှာပဲသူတို့လည်းဒီတက်နိုင်တဲ့တောင်းတနေရတယ်သူတို့လည်းပါဝင်ပြီးနေကြဆိုတော့ဒါအဲတက်နိုင်ဆုံးသူတို့လည်းဒီဘက်မှာလည်းအဲ့လိုမျိုးပေါ့နော်ဒီလိုင်းအမျိုးမျိုးရှာပြီးတော့ပေါ့နော်ဒီဒီဘက်ချက်ရဖို့အတွက်ကျွန်တော်တို့ကပြုလုပ်နေရတယ်ပေါ့နော် စည်ရည်တင်းမာတဲ့နယ်မြေတွေဖြစ်တာကြောင့်အရင်စုံစမ်းမေးမြန်းရပြီးစစ်ကြောင်းထိုးထားတဲ့ဒေတာတွေကိုတွာလာမယ်ဆိုရင်တော့ကျောင်းသားလက်ရုံတက်တော်ကလုံခြုံရေးယူပေးတာတွေရှိတယ်လို့ကိုခန့်ကပြောပါတယ်။ဆရာဝန်မရှိပဲကုသနေရတာမို့တာမန်ကျမ်းမာရေးပြဿနာတွေကိုပဲဖြေရှင်းနိုင်ပြီးယောဂအကြီးမားဆိုရင်တော့စေယုံတွေကိုလွှဲပြောင်းပေးရတယ်လို့စေးဖွဲ့တာဝန်ခံမအီကပြောပါတယ်။ ဘုံရဆိုရင်ဟိုပြည်သူ့ကျမကြီးအစင်စင်းကိုတိုင်းအစင်စင်းကိုကြီးရှိတယ်ပေါ့နော် အစင်စင်းကိုဆိုသူတို့ပုံမှန်ဆိုသွားနေရင်တော့တနာရီလောက်ပဲသွားရတယ်ပေါ့နော် တနာရီလောက်ပဲသွားရတယ်ဒါပေမဲ့အဲ့လိုစစ်ကောင်စီရဲ့အဲ့လိုစစ်ကြောင်းအခြေအနေတွေစစ်ကြောင်းအခြေအနေတွေနောက်ပြီးတော့အဲ့လိုသူတို့ရဲ့နေမြေအခြေအနေတွေကြောင့်ပေါ့နော်မသွားပဲနဲ့အဲ့လိုတစ်ခါကြီးကျရင်တကွေးတစ်ခွက်ကြီးပတ်ပြီးတော့ပေါ့နော်တရက်နှစ်ရက်အချိန်ယူရတဲ့အခါမျိုးတွေလည်းရှိတယ်ပေါ့နော်သူတို့ကုသပေးတဲ့ဒေတာတွေမှာရေမတန်ရှင်းမှုကြောင့်ဖြစ်တဲ့ဝမ်းယောဂအရေးပြားယောဂတွေအဖြစ်များကြသလို သွေးတို့စီးကြိုနဲ့အစာရင်ရောင်နာမျိုးတွေကိုလည်းကုသပေးရတယ်လို့မအီကပြောပါရယ်။သူတို့အဖွဲ့လေးမရောက်ခင်အချိန်ကတော့ဒေသခံတွေဟာနီးစက်ရမျိုးပေါ်ကိုသွားကုရပြီးတာမန်ဖျားနာကြိုက်ခဲတာတွေကိုတော့နီးစက်ရဈေးဆိုင်ကဝယ်ယူကကျမ်းမာရေးကိစ္စတွေကိုဖြေရှင်းကြရတာပါ။အများကြီးအကျိုးပြုပါတယ်ဆရာကအတွက်ဒုက္ခရောက်နေတဲ့အချိန်ခုလိုမျိုးလာပြီးခုပေးတာလေအကုန်လုံးအတွက်လည်းကျမ်းမာရေးအတွက်ရောအဖက်ဖက်ကကောင်းပါတယ် ဒီလိုနယ်လက်စေကူတာရာဟာဝေးလံခေါင်တည်တဲ့ဒေတာကပြည်သူတွေအတွက်ကျန်းမာရေးအထောက်အကူဖြစ်စေတဲ့အတွက်သူတို့လိုပဲစေကူပေးတဲ့အဖွဲ့လေးတွေအများကြီးပေါ်ပေါက်လာစေခြင်းနဲ့လို့အဖွဲ့သားတွေကပြောပါတယ်ရှင်။ထိုင်းနိုင်ငံမဲဆောက်မြို့မှာအခက်ခဲတွေကြားရုန်းကန်ရက်တည်ရင်အာနာရှင်အဆုံးတတ်တဲ့အထိစန့်ကျင်သွားမဲ့အကြမ်းမဖက်အာနာဖီဆန်ရေးစီရင်ဝန်ထမ်းတွေအကြောင်းမဝင်းဤဆန်တင်ပြပါမယ်ခင်ဗျာ။ စစ်တပ်အာဏာသိမ်းအောင်ကိုမကြိုက်လို့အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်ချသူအများပြားဟာစစ်ကောင်စီရဲ့အဖမ်းဆီးတွေကြောင့်ထိုင်းနိုင်ငံမဲဆောက်မြို့မှာခိုးလုံနေကြရပါတယ်။ AR ရီတိုင်းကြိုက်လက်မြို့စီပင်တာယာရေးအဖွဲ့ကလက်ထောက်အင်ဂျင်နီယာဦးတီဟာဝင်းဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မိသားစုနဲ့အတူမဲဆောက်မြို့ကို2022ခုနှစ်ဩဂုတ်လမှာရောက်လာခဲ့တာပါ။မဲဆောက်မြို့မှာတော့တော်လရင်အင်အားစုတွေနိုင်ငံရေးအတိုင်းဝိုင်းတွေ စီရီယန်တွေအများစုလာရောက်ခုံလုံနေကြပြီးထိုင်းအာဏာပိုင်တွေရဲ့တင်းကျပ်တဲ့အုပ်ချုပ်မှုအောက်မှာအစင်မပြေတဲ့အပြင်ရန်ဖန်ရင်ခါဖမ်းဆီးခံရနိုင်ပါတယ်။မိသားစုဘဝရည်တည်ရေးအတွက်အရင်ကကိုတက်ထားခဲ့တဲ့အသက်ပညာတွေကသူများနိုင်ငံမှာအသုံးမဝင်တော့တလို့ခွန်အားနဲ့လောက်ကင်ရှာဖွေစားတောက်ကြရတဲ့အထိရုန်းကန်နေကြရတယ်လို့ဦးတီဟာဝင်းကပြောပါတယ်။ဒီရွေးမှနေတော့အင်ဂျင်နီယာ AE တယောက်အနေနဲ့ခန့်ခန့်ထဲထဲနေခဲ့ပေမဲ့ ဒီဘက်ကိုရောက်တော့ကျွန်တော်ပြန်လိုက်လို့တယ်ခါလေးကြရင်ကျွန်တော်ကုံတင်ကုံချတွေလိုက်လို့အခုနောက်ပိုင်းကျတော့ကျွန်တော်အဲ့ဒါတွေမလုံထိုင်တော့ကျွန်တော်ခြံထဲမှာအပင်စိုက်တယ်ဟိုဆေးရောက်နေပါတော့ဥတီဟာဝင်းဟာအသက်46နှစ်ရှိပြီးဝန်ထမ်းလုပ်သက်18နှစ်နဲ့ CDM လုပ်ခဲ့တာဖြစ်ပါတယ်သူငားနေတဲ့နေရာကမြေကွက်လက်တစ်ခုပေါ်မှာစိုက်ပျိုးတီးနှံတွေစိုက်ရင်းဇနင်းဖြစ်သူနဲ့အတူအကျော်ရောင်းနေသူတူပါ ထိုင်းနိုင်ငံထဲမှာနေထိုင်မှုအတွက်အိမ်ငန်းရှာဖွေရတာကအစနေ့စဉ်စားသောက်ဖို့လစဉ်အိမ်ငန်းငှားကပေးရဖို့ရဲကက်ချေးပေးဖို့စတာတွေအလုံးအတွက်ဝင်ငွေရဖို့အလုပ်ရင်းနေလို့မရကြပါဘူးမဲဆောင်မြို့မှာထိုင်းရဲတွေရဲ့ဖမ်းဆီးခံရတာကြုံခဲ့ရပုံကိုမော်လမြိုင်ကျူးမြို့နယ်ကအနေနဲ့ပြចောင်းဆရာမဒေါ်အေးက ပြောပြထားပါတယ်။မမတို့အဲ့မှာဒီ CDM လေးစုပြီးတော့ဟိုဟင်းချက်ရအောင်မဲ့ချိန်မှာကျမတို့ဈေးထွက်ဝယ်တယ်။ဈေးထွက်ဝယ်တဲ့အချိန်မှာ ီထိုင်းရဲတွေကဖမ်းသွားခဲ့တယ်ပေါ့နော်ဘယ်လိုထိုင်းဟိုရုံးဝရောက်သွားတယ်အဲ့ချိန်မှာကျမတို့ပတ်ဆံရတယ်နှစ်ပေါင်းတောင်းတယ်ပေါ့နော်ပေးပေးနိုင်တဲ့အချိန်တွေကမရှိဘူးအိမ်ကအချိန်ကြီးဖုံးဆက်ခိုင်းနေကျမတို့မှာဆက်ဆရာလည်းမရှိဘူးအိမ်မှာပေးဆရာလည်းမရှိဘူးပေါ့နော်အဲ့မှာကျမတို့အငိုးတွေအကြီးကြီးနဲ့ပြီးတော့ကျမတို့ဆိုရင်တို့လက်ထိတ်ထက်ထားတယ်လက်ရှိ CRM လောက်ထားတဲ့ဝန်ထမ်းပေါင်း၄သိန်းကျော်ရှိတယ်လို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၈ရက်နေ့ကကျင်းပတဲ့ CRM ဝန်ထမ်းတွေကိုဂုဏ်ပြုတဲ့အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစုကပြောခဲ့ပါတယ်။လုံတက်ရာသူလုံပိုင်ခွင့်တွေအပြင် အတန်အသင့်စုဆောင်းထားသမျှတွေကိုစွန့်လွတ်ပြီးလက်ရှိမဲဆောက်မြို့မှာလည်းအခက်ခဲကြားကနေထိုင်ရင်းကနေစစ်အာဏာရှင်ပြုတ်ကျရင်မှာအဆုံးအထိပါဝင်သွားမယ်လို့သူတို့ကပြောကြားပါတယ်ရှင်။ RFA ဟိရအောင်အစီအစဉ်ကိုကြည့်ရှုနေရတာပါ။ ကရားပြည်နယ်ဒီမော့ဆူမြို့နယ်မှာစစ်ဘေးတိမ်းရှောင်ရင်းကလေးတွေကိုစာတင်ပေးနေတဲ့အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုစီရီယန်ဆရာမဒေါ်ကွာရက်စ်မှာအကြောင်းကိုကိုကျော်စိုးလင်းတင်ပြပါမယ်ခင်ဗျာဒါကအသက်43နှစ်အရွယ်ဆရာမဒေါ်ကွာရက်စ်မှာပါသူ့မှာသားသမီး၄ယောက်ရှိပြီးတော့ဒီမော့ဆူမြို့နယ်စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာခိုးလုံနေထိုင်ပါတယ်အာဏာမသိခင်ကတော့သူဟာလယ်တန်းပြကျောင်းဆရာမတယောက်ဖြစ်ပြီးဒီမော့ဆူမြို့နယ်မှာပဲတာဝန်ထမ်းဆောင်ခဲ့သူပါ ကျောင်းဆရာမလုံးသက်22နှစ်ရှိတဲ့ဒေါ်ကော်ရက်စမာဟာစစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းသူ့လုံးသက်လာစာအခွင့်အလမ်းတွေကိုဆွန့်လွတ်ပြီး2021ဖေဖော်ဝါရီလကတည်းကအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုစီရီယံမှာပါဝင်ခဲ့ပါတယ်။စီရီယံမှာပါဝင်ခဲ့ပြီးတိတ်မကြခဲ့မှာပဲ။သူတို့နေထိုင်တဲ့ပတ်ဝန်းကျင်မှာတော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်လာတာကြောင့်မိသားစုလိုက်နေရဲဆွန့်ခွာပြီးထွက်ပြေးခဲ့ရပါတယ်။ကျမတို့က တိုက်ပွဲမဖြစ်ရင်တောင်မှကျမတို့ကနည်းနည်းစိုးရင်တာပေါ့နော် CDM လို့တဲ့ဝင်ထမ်းနေဆိုလို့ရှိရင်လိုက်ဖမ်းဖို့ဆိုပြီးတော့ဟိုတည်င်းနေလွင့်တာလည်းရှိခဲ့တယ်အဲ့တော့ဟိုတိုက်ပွဲလည်းဖြစ်တာလည်းပါတယ်တိုက်ပွဲကဒီဒီမိုးဆိုရဲ့ဒီဖက်ညောင်ကိုင်းမှာစဖြစ်တော့ကျမတို့ကလည်းမလုံခြုံတော့ဘူးဆိုပြီးတော့ဟိုထွက်ပြေးတာရှိတဲ့ကြောပုတ်အိတ်လေးနဲ့အဲဆာရွက်ဆာဒဏ်တော့ပဲတည်ပြီးတော့မှမိသားစုဆိုင်ကဲနစီနဲ့အဲ့လိုပဲဟို ဒီအမရရွာနေမန်းခုကအရောက်သွားလိုက်ရတာအဲ့တခုပဲအခုဆိုရင်သူတို့မိသားစုစစ်ဘေးရှောင်နေရတာ၃နှစ်ကျော်ပါပြီစစ်ဘေးဒုက္ခတွေတယောက်အတွက်ကိုယ်တိုင်လည်းစားဝတ်နေကျန်းမာရေးကစအဆအဆအရာရာကြက်တဲနေတဲ့ကြားကဒေါ်ကောရက်မှာဟာသူခုလုံနေတဲ့ဒုက္ခတွေစကန်းကကလေးတွေရဲ့ပညာရေးအတွက်စာသင်ကျောင်းဆောင်လေးတခုဖွင့်ရင်ပြီးစာသင်ပေးနေပါလေ ကလေးတွေကဟိုဒီတိုင်းထားလို့ရှိရင်လည်းသူတို့အဲညွတ်သုံးသွားမှာစိုးလို့ပေါ့နော်အာနာအထသိမ်းပါလေဆိုမှပဲကလေးတွေကစာထမတင်ရပညာထမတင်ရဆိုတော့သူတို့မှနောက်တစ်ချိန်ကျရင်တွေးစရာအဖြေကသူတို့ကပညာမရှိရင်တော့မဖြစ်ဘူးပေါ့နော်အဲ့ဒီအကြောင်းကိုသူ့လိုပဲ CDM လုတ်ထားတဲ့ចောင်းဆရာမှာနောက်တစ်ယောက်နဲ့အတူစပြီးတီထောင်ထားတာလို့ဆိုပါတယ်။သူ့ចောင်းလေးမှာစပေးဒုက္ခတဲ့စကန်းက ူငယ်တန်းကနေငါးတန်းအရွယ်ចောင်းသားចောင်းသူ50ဒီပါတက်ရောက်နေတာပါစပေးဒုက္ခတွေကိုသူကိုရတီထောင်ထားတဲ့ចောင်းလေးဖြစ်တာကြောင့်ចောင်းလေပတ်နေရတာဆဆရရခက်ခဲလာပါတယ် KNB ဂျားကာလာအုပ်ချုပ်ရေးကောင်စီ IEC ကထောက်ပံ့မှုတွေရှိပေမဲ့လုံလောက်အောင်တော့မရပါဘူးចောင်းမှာကလေးတွေအတွက်တင်ထောက်ကူပစ္စည်းလည်းမစုံလင်သလိုစာသင်ပေးမဲ့ဆရာဆရာမတွေကိုလည်းလောက်ငှောက်အောင်မထောက်ပံ့နိုင်ပါဘူးအဲတင်ထောက်ကူပစ္စည်းတွေရောပြီးတော့တခြားသူတို့အသုံးဆောင်ဟိုပြိဘောက ဒီလက်ရှိတို့တင်ကြနေတဲ့ဘလာစာဥတော်မှတစ်ခါလေကြာရင်တို့ဟာမလွန်လောက်တာလည်းရှိတယ်ဒါပေမဲ့ဟိုတတ်နိုင်တဲ့လောက်ကတော့ရှိတဲ့ဟာလေးပဲဝင်မြပြီးတော့မှဟိုကျိုးစားပြီးတော့မှလှုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အခက်အခဲတွေကတော့အမျိုးဆုံးပါပဲဆရာတို့အတွက်စိုးရင်စရာနောက်တစ်ခုကအကြောင်းလုံးကြုံရေးပါစစ်ကောင်စီဟာဒေါ်လာအိတက်တွေထိန်းချုပ်ထားတဲ့နေမျိုးတွေကစာတင်ကြောင်းနဲ့ဆေးရုံတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တယ်လို့လေကြောင်းကနေလည်းဘုံကျဲတိုက်ခိုက်လေးရှိပါတယ် မျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့စီရင်တွေရပြီးခဲ့တဲ့နှစ်အောက်တိုဘာလအထိစာတင်ကြောင်းပေါင်း103ကြောင်းထက်မနည်းတိုက်ခိုက်ခံခဲ့ရပါတယ်။စစ်မြေပြင်နဲ့မဝေးတဲ့ဒေါ်ကောရက်စမာတို့စစ်ဘေးဒုက္ခသည်စခန်းပတ်ဝန်းကျင်လည်းတိုက်ခိုက်ခံရမှုပါတယ်။ဒါကြောင့်ကလေးတွေမှာလေကြောင်းရံနဲ့ပတ်သက်တဲ့မလုံခြုံမှုကငြင်းဆိုးမှုနေပါတယ်။သူရဲ့စိတ်ပန်းဆိုင်ရာကဒီလေကြောင်းတစ်ခုပါပဲလုံခြုံမှုမရှိဘူးပေါ့။လာပြီဆိုလို့ရှိရင်တချို့ဆိုငူကြတယ်အဲ့လိုမျိုးဟိုကြောက်ပြီးတော့မှ ဒီလိုမျိုးထိုင်မထိုင်ငူလိုက်တယ်ဘာမှမလုပ်တာဘောနဲ့အဲ့တခုတော့ကလေးတွေအတွက်ဆင်မပြေဘူးเออพี่อายุใส่ตั้มสวยช็อคแกน้าเอ็งจีใส่อแทใส่ဆိုလို့ရှင်ครูเอ้ยလို့အခက်ခဲတွေအန်ရီတွေရှိနေပေမဲ့လဲကလေးတွေရဲ့ပညာရေးအတွက်စူးစမ်းပြီးဆက်လုပ်သွားမယ်လို့ဒေါ်ကော်ရစ်မာကပြောပါတယ်မိသားစုပိုင်းမှာဆိုလို့ရှင်လဲဒီတိုင်းပဲအသက်ရှင်ခွင့်ရရင်ပြီးရောဖရာရဲ့ဖရာပေးတဲ့အတိုင်းပဲနေသွားမယ်ဆိုတော့ပုံစံမျိုးပဲဖြစ်သွားတယ်ပါ ရည်ရွယ်ချက်မှမရှိတော့တလို့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ကလေးတွေအတွေ့အခါကျကျမတို့ဒီအကန့်မှနေတော့ဟိုအကောင်းဆုံးတော့ဒီကလေးအတွေ့ပဲပို့ပြီးတော့ဦးစားပေးတယ်ပညာရေးပိုင်းမှာတို့မဆုံးရှုံးသွားအောင်ပေါ့နော်အသက်ရှင်ခွင့်ပေးတဲ့အတွေ့ပေါ့နော်ကျမတို့လည်းလုံနိုင်တဲ့လောက်ပဲလှုပ်သွားတော့မယ်ဆိုပြီးတော့မှအတိုင်းပဲဒီစေတနာထားပြီးတော့မှလှုပ်သွားတာတခုလောက်ပဲရှိရယ်အခုတော့ RFP ဘေးစာပြန်စာအစီအစဉ်ကိုထုတ်လွှင့်ပါမယ် ဖားကန့်မှာဒေသခံတွေကိုအကြိမ်ကြိမ်အခွင့်ကောက်နေတာကြောင့်အခက်ခဲကြုံနေရတဲ့အကြောင်းမန္တလေးမှာစစ်မှုထမ်းအကြောင်းပြငွေကြေးကောက်ခံနေတဲ့အကြောင်းနဲ့ရန်ကုန်အင်းစိန်မြို့နယ်မှာအမှိုက်ပြဿနာကျုံနေရတဲ့အကြောင်းတွေပေးပို့လာတဲ့စာတွေကိုမတ်ကျူလိုင်မျိုးတင်ပြထားပါပါခင်ဗျာ မင်္ဂလာပါ RFA ပေးစာပြန်စာအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီတစ်ပတ်အစီအစဉ်မှာကချင်ပြည်နယ်ကပေးစာကိုအရင်ဆုံးတင်ပြကြမှာတယ်။ဒီ KIO KIA ထိန်းချုပ်ရာကချင်ပြည်နယ်ဖားကတ်မှာဒေသခံတွေကို အခွန်မတရားကောက်တာ ကောက်ပြီးသားနေရာတွေမှာလဲဆော်ရွက်စာတွေမပါဘဲထပ်ခါတလဲလဲကောက်ခံနေလို့ပါ RFA ရေ။နောက်ပြီးတော့ဒေသခံတွေကြောက်ရလာရင်လဲရတဲ့ကြောက်တွေကိုတင်းတာတွေရှိနေပါတယ်။ဒါကြောင့် KIO KIA ကသက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အောက်ခြေကတပ်ဖွဲ့ဝင်တွေကိုပြည်သူအကျိုးပြုတဲ့အဖွဲ့အစည်းဖြစ်လာအောင်ထိမ့်သိမ်းပေးဖို့ RFA ကနေတဆင့်တင်ပြလိုက်ပါတယ်ဆိုပြီးပြဖို့လာတာပါရှင်။အခုဆက်ပြီးတော့မန္တလေးကပေးစာကို တင်ပြကြပါမယ်။ကျွန်တော်ကတော့ရမဲသိန်းခရိုင်ပျော်ပွဲမြို့နယ်ကန်တာကျေးရွာအုပ်စုဆွဲမှန်ကျေးရွာကပါ RFA ရေ။ကျွန်တော်တို့ရွာမှာအုပ်ချုပ်ရေးမှုနဲ့ယာယီမှုကစစ်မှုတန်းကြီးဆိုပြီးတော့တအိမ်ကိုငွေကျပ်3000ကောက်နေလို့ပါ။ ရွာမှာကအိမ်ထောင်စု300နီးပါးရှိပြီးတော့တစ်နေ့လုံးမှတစ်နေ့စားရတဲ့အခြေခံလူဒန်းစားတွေများပါတယ်။မြန်မာသူတွေအတွက်ကငွေ3000ပေးဖို့ဆိုတာတော်တော်ကိုခက်ခဲပါတယ်။ပတ်စံမပေးနိုင်တဲ့သူတွေကိုကိစ္စကိုရှင်းကြဆိုပြီးတော့လဲအုပ်ချုပ်ရေးမှူးကပြောပါတယ်။ဒီအကြောင်းများသိအောင်တင်ပြပေးပါဆိုပြီးပေးပို့လာတာပါရှင်။အခုဆက်ပြီးတော့ရန်ကုန်ကပေးစာကိုတင်ပြပါဦးမယ်။အဖေရေကျွန်တော်ကတော့ရန်ကုန်အင်းစိန်မြို့နယ်ငင်းကုန်းရက်ကွက်နယ်မြေ၁၄၁၅မှာနေပါတယ် ဒီမှာနေလာတာ10နှစ်ကျော်နေပါပြီ။ဒီမှာစပြီးတော့နေကလေးကဒီစီပင်အဖွဲကတန်ရှင်းရေးအခွန်ဆိုပြီးတော့တလောက်ကိုငွေကျပ်900လာတိုင်းကောက်ပါတယ်။ဒါပေမဲ့လည်းအမိုက်ကားတွေကလည်းအမိုက်လာမသိမ့်သလိုကျွန်တော်တို့နေတဲ့အနီးတစ်ဝိုက်မှာလည်းဒီအမိုက်ကန်တွေအမိုက်ပုံးတွေမထားပေးပါဘူး။လက်ရှိမှာကျွန်တော်တို့ကကြုံတယ်လို့အမိုက်ပြစ်နေရတာကြောင့်ယောဂကုသတာ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာမှာကိုစိုးရိမ်မိပါတယ်။ ဒါကြောင့်အမိုက်ကန်ဒါမှမဟုတ်အမိုက်ပုံးတွေကိုအမြန်ဆုံးထားရှိပေးဖို့ RFA ကနေတဆင့်တင်ပြလိုက်ပါတယ်ဆိုပြီးပေးပို့လာတာပါရှင်။အခုတစ်ခါတင်ပြချင်တာကတော့သခိုင်းတိုင်းကပေးစာပါ။ကျွန်တော်ကတော့သခိုင်းတိုင်းဗမောက်မြို့နယ်ကပါ RFA ရေ။ဒီဗမောက်မြို့နယ်တောင်ပိုင်းလွတ်မြောက်နယ်မြေထဲမှာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအာဖာနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေဥဆောင်ပြီးတော့ငွေကောက်နေလို့ပါ။စနဘိန်ကုံကားတစည်းကို၁၀သိန်း လောင်စာစီတပေပါကိုသသိန်းခွဲကောက်နေကြတာပါနောက်ပြီးတော့2025ခုနှစ်တလပိုင်းကစပြီးတော့ဒီကနေ့အထိဒီဂျင်ဝိုင်းဖဲဝိုင်းနဲ့လောင်ကစားဝိုင်းတွေကလည်းပအဖနဲ့ပကဖရရဲ့ခွင့်ပြုချက်နဲ့လုပ်နေကြပါတယ်ဒါကြောင့် NUG အစိုးရတာဝန်ရှိသူတွေအနေနဲ့တော်လန်ရေးကိုအကြောင်းပြပြီးတော့ငွေရှာနေတဲ့သူတွေကိုအေးအေးယူပေးဖို့ RV ကနေတဆင့်တိုင်ကြားအပ်ပါတယ်ဆိုပြီးပေးပို့လာတာပါရှင်။ RFA ပေးစာပြန်စာအစီအစဉ်ကစာရီမှာပေးပို့သူတွေရဲ့လုံခြုံရေးအရာနာမည်တွေကိုမဖော်ပြဘဲတင်ပြခဲ့တာပါရှင်။ဒီဘက်အစီအစဉ်ကိုတော့ဒီလောက်နဲ့ပဲရန်နာပါရစေ။ RFA ကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ RFA ဟိယရနောင်းအစီအစဉ်ကိုဒီမှာပဲရန်နာပါရစေ။လွတ်လပ်တဲ့အာရှတန် RFA အတွက်နိုင်စင်ထုတ်ပေးနေကြရန်ပုံငွေတွေကို2025ခုနှစ်မတ်လ15ရက်နေ့ကစပြီးအမေရိကန်ဆိုးရွားကဖြတ်တောက်လိုက်တဲ့အတွက်အခုချိန်မှာဝန်ထမ်းအနေနဲ့သာလဲပတ်နေပါဗါး။နေ့စဉ်နောက်ဆုံးရသတင်းတွေကိုတော့ RFA Burmese ရဲ့တရားဝင် website နဲ့လူမှုကွန်ရက်တွေကနေအကန့်အသတ်နဲ့တာတင်ပြနိုင်တဲ့အကြောင်းအတိပေးအပ်ပါတယ်။ RFA ကိုဆက်ပြီးအားပေးနေတဲ့အတွက်ကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားတွေအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးကြပါစေခင်ဗျာ။